န်းသာကြွားမှုတွေကိုဖော်ပြဖို့တရုတ်ပြည်ရေခဲတောင်ထိပ်ထိမင်္ဂလာအကျိုးဓာတ်ပုံတွေတွားရောက်ရှိုက်ကူးခဲ့တဲ့တတိကတော်၅ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မြန်မာစတာပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့မိမိတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုဖော်ပြဖို့သွားလာရခက်ခဲတဲ့တရုတ်ပြည်ရေခဲတောင်ထိပ်အထိတက်ကထူးထူးခြားခြားပရိဝတ်တီတပ်ပုံတွေကိုရိုက်ကူးခဲ့ကြတဲ့တတိကတော်၅ယောက်ကိုပြောပြပြီးသွားမှာပါ။နံပါတ်၅မိုးယူဆန်ထူးထူးခြားခြားတရုတ်နိုင်ငံရေခဲတောင်မှာပရိဝတ်တီဖိုတိုရိုက်ခဲ့ရတာကတော့တရုတ်ဆောင်မင်းသမီးလေးမိုးယူဆန်ပါ။မိုးယူဆန်ကချစ်စရာကောင်းတဲ့အလှချစ်စရာဟန်ပန်အမှုရာလေးတွေနဲ့အတူရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာတရုတ်ဆောင်တယောက်အဖြစ်ပါဝင်လာခဲ့တာပါ။မိုးယူဆန်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးထိပ်တန်းစီးပွားရေးလုပ် င်ခံရှင်တထေးကြီးကိုစွမ်းသူမိုးနဲ့လက်ထက်ခင်ရကြောင်းပဲဖြစ်ပါတယ်။ကိုစွမ်းသူမိုးကခရိုနီတထေးကြီးလုပ်ငန်းရှင်အတန်းဝိုင်းမှာတော်တော်လေးနာမည်ကြီးရဲ့လုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့ KBZ အုပ်စုရဲ့စီးပွားရေးလုပ်ငန်းတွေမှာအကျိုးအထူးစီးပွားရေးရှင်ရာတွေကိုပါဝင်ထားသလိုကိုပိုင်စီးပွားရေးလုပ်ငန်းများစွာကိုလည်းပတ်နေပါတယ်။ဒီလိုကြွယ်ဝချမ်းသာတဲ့တထေးကြီးရဲ့ဇနီးဖြစ်လာတဲ့မိုးယူဆန်ကမြန်မာနိုင်ငံမှာအချမ်းသာဆုံးစီးရင်ဝင်အနုပညာရှင်တယောက်ဖြစ်သလိုသူမကိုယ်တိုင်ကလည်းအနုပညာအလုပ်တွေကိုရန်နာပြီးတော့စီးပွားရေးလုပ်ငန်းမှာဦးစီးလောက်ကင်လေပတ်နေတဲ့တတိမာကြီးဖြစ်ပါတယ်။ မော်ယွဆန်ကလူမျိုးကြီးကြီးတက်ကျွဲဝချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင့်တရုတ်နိုင်ငံကရေခဲတောင်မှာပြည်ဝတီတပ်ပုံရိုက်ကူးခဲ့ရပါနံပါတ်၄စိန်အီဂရီမမငယ်ခေါ်ဒေါက်တာသဲစုခိုင်ရွှေရွှေပပတရုတ်ပြည်ရေခဲတောင်ထိပ်မှာပြည်ဝတီတပ်ပုံရိုက်ကူးခဲ့ရတာကတော့စိန်အီဂရီစိန်ဆိုင်သတိမကြီးမမငယ်ခေါ်ဒေါက်တာသဲစုခိုင်ပါ စိန်အီဂရီစင်တိုင်းကမြန်မာနိုင်ငံမှာနာမည်ကြီးစိန်တိုင်းဖြစ်တယ်လို့မမငယ်တို့ရဲ့ကျွဲဝချမ်းသာမှုတွေကအမှတ်ခဲမှာပဲသူတို့ဟာဒေါ်လာတန်းရာချီတန်တဲ့စိန်နဲ့မျှဘရက်တွေပြည်မြောင်းတွေနဲ့မင်္ဂလာဆောင်ခဲ့ရပါဘူး မင်္ဂလာမဆောင်ခင်မှာတော့တရုတ်ပြည်ယူနန်လီကျန်းနဂါရေခဲတောင်မှာကိုပိုင်ကျဲလျင်နဲ့သွားပြီးတော့မင်္ဂလာပရိဝတ်တီတွေကိုရိုက်ခွေခဲ့ရဖြစ်ပါတယ်။နံပါတ်3ကြော်ကြော်နဲ့စုမြတ်တို့ရေခဲတောင်ထိပ်မှာထူးထူးခြားခြားမင်္ဂလာအချို့ပရိဝတ်တီဓာတ်ပုံရိုက်ခွေခဲ့ရကဇပိုးတရုတ်ဆောင်ကြော်ကြော်နဲ့စုမြတ်တို့ပေါ့။ဒါအပြင်ကြော်ကြော်နဲ့စုမြတ်တို့ကမင်္ဂလာဆွန်ကြီးကိုလည်းရေခဲတောင်ထိပ်မှာလှုပ်ခဲ့ပါတယ်။ ကျော်ကျော်နဲ့စွမျက်နှာဦးတို့ကမင်္ဂလာဦးစွန်ကျွေးအလူကိုအိန္ဒိယနိုင်ငံကဟိမဝန္တာရေခဲတောင်ထိပ်မှာပြုလုပ်ခဲ့ရလေဖြစ်ပါတယ်။နံပါတ်1ဝင်းမုံရွှေကြီးအနုပညာလောကမှာလက်ရှိအောင်မြင်ဆုံးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ဝင်းမုံရွှေကြီးကရေခဲတောင်ထိပ်မှာပြိဝတီတာမကထူးထူးခြားခြားမင်္ဂလာပွဲကိုကျင်းပခဲ့တဲ့ထူးခြားတဲ့မင်းသမီးဖြစ်ပါတယ်။အားလုံးလည်းသိကြတဲ့အတိုင်းပဲဝင်းမုံရွှေရဲ့ခင်ပွန်းတဲ့တတိကြီးနိုင်ပြိုးကျော်ကမြန်မာပြည်မှာအောင်မြင်ဆုံးထိပ်တန်းလူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးပါ ဝိမုံရွှေရဲခင်မုန်းတဲ့တထေးကြီးကိုနိုင်ဖြိုးကျော်ကမြန်မာပြည်ရဲ့နာမည်ကြီး VV အချို့ကြီးမိသားစုကသားဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ဝေးမုံရွှေကြီးကိုလက်ထပ်ခဲ့တဲ့သရိုသာတထေးကြီးနိုင်ဖြိုးကျော်ရဲ့စီးစဉ်ဥစ္စာတွေပိုင်ဆိုင်မှုတွေကတော်တော်လေးများပြားတာပါ။ဒါကြောင့်လည်းဝေးမုံရွှေကြီးနဲ့နိုင်ဖြိုးကျော်တို့ဟာတရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိပ်မှာအထူးထူးကြကြမင်္ဂလာပွဲကိုကျင်းပခဲ့ရပဲဖြစ်ပါတယ်။အထူးသဖြင့်နံပါတ်3မိဘတွေရဲ့အရှိမဝေးမုံရွှေကြီးနဲ့တထေးကြီးနိုင်ဖြိုးကျော်ရဲ့မင်္ဂလာပွဲကအခမ်းအနားဆုံးဖြစ်ခဲ့ရပါ။ဒါကြောင့်ဝေးမုံရွှေကြီးကိုရေခဲတောင်ထိပ်မှာပြည်ဝတီဒါမကမင်္ဂလာပါဆောင်တဲ့ရုပ်ရှင်မင်းသမီးဖြစ်သတ်မှတ်ရမှာပါ။ နပတ်တိစိုးပြေးတဲ့စဉ်အခုလက်တလောဆိုရှယ်မီဒီယာမှာတော့ငယ်စဉ်ဆုံးတွင်ဖြစ်တဲ့မင်းသားဟင်းဝရဲနဲ့မင်းသမီးစိုးပြေးတဲ့စဉ်တို့ရဲ့ပရင်ဝတီဓာတ်ပုံတွေကလူပြောများပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရိုက်ကူးမှုအတွက်အကုန်ကြဆဲကတာမန်မဟုတ်ပဲတိန်းပေါင်းထောင်ထောင်ချီအကုန်ကြခင်ခဲ့တယ်လို့သိရပါတယ်။ရိုက်ကူးတဲ့နေရာကလည်းတာမန်နေရာမဟုတ်ပဲတရုတ်နိုင်ငံကနာမည်ကြီးရေခဲထောင်ထိပ်ထိပ်ကိုပိုင်ဂျက်လျင်နဲ့ရဟန်းရင်တွေနဲ့ဆင်းလုံးငါပြီးတော့တကူးတကသွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုပြောပြခဲ့ရတာကတော့ကျွဲဝချမ်းသာမှုတွေကိုဖော်ပြဖို့အတွက်ရေခဲတောင်မှာမင်္ဂလာဓာတ်ပုံတွေကိုရိုက်ကူးခဲ့ကြတဲ့အမှုပညာရှင်ဆောင်တွဲတွေပဲဖြစ်ပါတယ်။ဒီအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။